Facebook အသုံးပြုနေရင်လည်းမိမိရဲ့ Facebook password ကိုမေ့သွားတယ်ဆိုရင်ဘယ်လိုမျိုးပြန်ကြည့်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်။ပထမဆုံးကျွန်တော် Gmail application တွေကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ။ Okay ကျွန်တော်တို့ဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီပေါ်တော့ကျွန်တော်ညာဘက်အပေါ်တော့ကပေါ်တော့ဒီ profile ပုံစံလေးကိုကျွန်တော်နှိပ်လိုက် ဝင်နေပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ရဲ့ဒီမှာပေါ့နော်ဒီအပေါ်ဆုံးမှာကျွန်တော်တို့ဒီမှာပေါ့နော်မိမိရဲ့ဒီခုတ်ခဲအကောင့်တော့ဖြစ်နေဖို့လိုအပ်တယ်ပေါ့နော်အဲတခြားခုတ်ခဲအကောင့်တွေဖြစ်နေရဆိုလို့ရှိရင်တော့ဥပမာကျွန်တော်တို့ဒီအောက်မှာပေါ့နော်ဇီယာကျော်ဆိုပြီးရှိတယ်အဲအဲ့ဒီအကောင့်ရဲ့ဒီဒီရှိထားတဲ့ဒီ Facebook password ကိုကြည့်ချင်လဲဆိုတော့အဲ့ဒီအကောင့်ကိုကျွန်တော်ဝင်ထားပေးရမှာပေါ့နော်ကျွန်တော်ကဒီအပေါ်မှာကျွန်တော်အဲဒီပေါ့နော်အပေါ်မှာကျွန်တော်ဒီအခုထားလာတဲ့အကောင့်ကိုပဲကြည့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ manage your ခုတ်ခဲအကောင့်ဆိုတဲ့အထည်ကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ โอเคအဲ့ထဲကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะဒီမှာကျွန်တော်တို့အဲ့မှာ security ဆိုတာရှိရပါတော့ security ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါโอเคဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအောက်ကိုတွာလိုက်ဒီဟိုအောက်ထိအောင်ကျွန်တော်တို့ဆွဲလိုက်ပါတော့ဆွဲလိုက်ပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအောက်မှာကျွန်တော်တို့ဒီဒီဒီကိုခဲအကောင်ကဒီ pay app တွေကိုကျွန်တော်ဝင်အတော့ဒီပေါ့เนาะဝင်ပြီးအသုံးပြုထားရဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ကြည့်လို့ရတယ်အဲ့ဒီဟိုအောက်ဆုံးမှာမှာကျွန်တော်တို့ဒီမှာပေါ့เนาะဒီ password manager ဆိုတာလေးရှိရပါတော့အဲ့ဒီ password manager ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ โอเคဒီထဲမှာဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာပေါ့เนาะဒီမှာကျွန်တော်တို့ဒီပေါ့เนาะဒီ Gmail ထဲမှာဆိုရင်ဘာတွေကြည့်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီ Facebook တစ်ခုတည်းကျွန်တော်ကြည့်လို့ရတာမဟုတ်ဘူးပေါ့เนาะကျွန်တော်တခြားဒီပေါ့เนาะဒီအသုံးပြုဒီ Gmail နဲ့အသုံးပြုခဲ့တဲ့ဒီတခြားဒီ application တွေရဲ့ဒီဒီ user နဲ့ password တွေကိုလည်းကျွန်တော်ကြည့်လို့ရတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ကဒီထဲမှာကျွန်တော်တို့ Facebook password ကိုကျွန်တော်ပြန်ပြီးတော့ကြည့်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ Facebook ပုံစံလေးတွေကိုကျွန်တော်ဝင်လိုက်ပါ โอเคဒီနေရာမှာကျွန်တော်တို့ပေါ့နော်ဒီ security reason အရာပေါ့နော်ဒီတခြားသူတွေဝင်ကြည့်တာတွေပါဖြစ်မှာဆိုလို့ဒီဖုန်းရဲ့ password ကိုတော့ကျွန်တော်တောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီပေါ့နော် fingerprint ပေးထားရင်လည်းကျွန်တော် fingerprint နဲ့ဖွင့်လိုက်ကျွန်တော်တို့ဒီပေါ့မလို့ဒီ button ဒီဒီ button တို့ဒီ pin တို့ပေးထားရဆိုလို့ရှင်လဲအဲ့ဒါနဲ့ဒီအောက်က use button ကိုကျွန်တော်နှိပ်ပြီးတော့မှဒီဟာကိုကျွန်တော်ဖွင့်ပေးလို့ရပါတယ် โอเคအဲ့လိုမျိုးဖွင့်လာဆိုရင်ကျွန်တော်ဒီအထက်ကိုရောက်သွားပြီဗောနော်အထက်ကိုရောက်သွားပြီဆိုလို့ရှင်တော့ဒီမှာကျွန်တော်တို့ဒီမှာအဒီဖုန်းနံပါတ်နဲ့တကယ်လို့ဖွင့်ခဲ့တဲ့ဟာကြီးလဲတကယ်ခါလေးကျတိတိမှလာပေါ်တတ်တယ်ဗောနော်ကျွန်တော်ကျွန်တော်ဒီမှာအဲ့လိုမျိုးဖွင့်ထားရဆိုလို့ရှင်လဲဒီအပေါ်မှာကျွန်တော်ဒီမှာဗောနော် ဒီအပေါ်မှာရှိတယ်ဗောနော်ဒီမှာအဲဒီတခြားဒီမှာဗောနော်ဒီအပေါ်က ID ဗောနော်တချို့ဒီနေရာမှာအပေါ်မှာ Gmail နဲ့ဖွင့်ထားတယ်ဆိုတော့အပေါ်မှာကျွန်တော် Gmail လို့လာပုံမှာဗောနော်โอเคဒီမှာဒီအပေါ်ဆုံးကကျွန်တော်ဟာတခုကိုကျွန်တော်သွားပြီးတော့ပြမယ်ဗောနော်ဒီမှာဒီမှာဒီဖုန်းနံပါတ်ဒီအောက်ကကျွန်တော်ဒီ password ကိုကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာဗောနော်ဒီအပေါ်ဒီမျက်လုံးလေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီဒီဖုန်းနံပါတ်နဲ့ဖွင့်ထားတယ်ဒီမှာဗောနော်ကျွန်တော်တို့ရဲ့ Facebook account ရဲ့ password ကိုကျွန်တော်တို့ကြည့်လို့ရမှာဖြစ်ပါတယ်အခုဒီထက်မှလည်းဒီ Gmail နဲ့ဖွင့်ထားတယ်ဆိုလို့ရှိရင်တော့ဒီ Gmail နဲ့ဖွင့်ထားတယ်ဒီဟိုအောက်ဆုံးမှာရှိတယ်ဗောနော် ဟိုဒီဂျီမေးနဲ့ဖွင့်ထားရဆိုလို့ရှိရင်လည်းကျွန်တော်ဒီဂျီမေးနဲ့ဖွင့်ထားတဲ့ Facebook account ဟိုအောက်ဆုံးမှာရှိတယ်ဗောနော်အဲအဲ့လိုမျိုးကျွန်တော်တို့အဲဒီအသွားပြီးတော့မှကြည့်လို့ရတယ်ဗောနော်အဲအဲ့ဒီတော့ကျွန်တော်ကဒီမှာဗောနော်အဲဒီအပေါ်ဒီအောက်ကကျွန်တော်ဒီမျက်လုံးပုံစံလေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီဗောနော်အဲဒီဒီမျက်လုံးပုံစံလေးကိုနှိပ်ပေးလိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီဖုန်းနံပါတ်နဲ့အဖွင့်ထားတာဖြစ်ဖြစ်ဂျီမေးနဲ့ဖွင့်ထားတာဖြစ်ဖြစ်ဗောနော်အဲအဲ့ဒီဒီကျွန်တော်တို့ရဲ့ဒီ Facebook account password ကိုအကြည့်လို့ရပြီးပဲဖြစ်ပါတယ်အဲအဲ့လိုမျိုးဒီ Facebook account ရဲ့ password ကိုမေးသွားပြီဆိုလို့ရှိရင်တော့ခုလိုမျိုးအလွယ်တကူကြည့်လို့ရတာပဲဖြစ်ပါတယ်အားလုံးပဲအသင့်ပေးကြပါသည်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါ Oh nữa no.